ဖို့တော် ACD နေမင်းအိမ်တော်ဘက်အပေါ်တစ္ဆာရှိတဲ့သူတယောက်ပါ။ပြောင်းပြန်ဆိုလို့သူစနီးရဲ့အဖေဖြစ်သူသူရခမကြီးဦးသိန်းကတော့35နှစ်တတန်းရှိတဲ့အိမ်တော်ကိုမထောက်ပဲအချိန်ပြည့်ဖောက်ပြန်နေသူဖြစ်ပါရင်ဖို့ထောင်နေမယ်ဦးမှာသားလေးကြောင်လည်းရှိပါရင်သားဖြစ်သူရဲ့မွေးနေ့ပွဲပြီးတော့နှစ်ယောက်သားကဲကြီးကြိုက်ကြပါရင်ဦးသိန်းကတော့တမဲအိမ်တော်ရေးကိုဘေးကနေချိန်ပြီးပြင်းရင်ကြီးမွေးစရာလိုမြင်နေပါရင်ဒါကြောင့်သူ့လိုပဲအပြေမှာပြောရှာဖို့ဖို့ထောင်ကိုမြှောက်ပေးပါရင်အစပိုင်းမှာတော့ဖို့ထောင်ကအတက်နိုင်ဆုံးညင်းခဲ့ပါရင်တကယ်မှာတော့ဦးသိန်းကသူနဲ့ဒိတ်လုပ်ဖို့မဲနီကိုခေါ်လိုက်ပါရင်မဲနီကသမီးနေနေဘတ်တီတောက်တောက်နဲ့မိမလာလေးဖြစ်နေတာကြောင့်ဖို့ထောင်ကအစီပြောင်းစားပြုလာ ပါတယ်။သမီးဖြစ်သူကိုပြန်ပြီးဖောက်ပြန်ခိုင်းတဲ့ဦးသိန်းကိုနားမလည်နိုင်ဖြစ်နေတယ်။ဦးသိန်းကမယ်နီနဲ့ဗီဒီယိုထိုးကတာယာနေတယ်။အိမ်ပြန်ချိန်မှာမယ်နီကချမ်းတယ်လို့ပြောတာကြောင့်ဖိုးထောင်ကသူ့ရဲ့အပေါ်ဒက်ကိုချုပ်ပေးခဲ့တယ်။ဖိုးထောင်ကိုတယောက်တည်းထားခဲ့ပြီးဦးသိန်းကမယ်နီနဲ့ထွက်သွားခဲ့တယ်။ဖိုးထောင်အိမ်ပြန်ရောက်တော့မယ်ဦးရှိမှပြာယာခတ်နေတယ်။အပူချိန်တိုင်းနဲ့တင်ပြီးကိုဝင်တိုင်းနဲ့ဟာကိုဗစက်ထဲမှားထည့်လိုက်တယ်။မယ်ဦးကကလေးထက်လို့ကျင်တာကြောင့်ဖိုးထောင်ကိုသူမနဲ့ပူပေါင်းဆောင်ရွက်ခိုင်းပါတယ်။ဖိုးထောင်ရဲ့တွေးထဲမှာတော့မယ်နီနဲ့နှိစီနေခဲ့တယ်။ဖိုးထောင်ရဲ့စားသောက်ဆိုင်ကိုမယ်နီရောက်လာတယ်။ဖိုးထောင်ကမယ်နီအတွက်သူကိုယ်တိုင်ချက်ပြုတ်ကြည့်ပါတယ်။မယ်နီကဖိုးထောင်ရဲ့ဂျာကင်ကိုသူမအိမ်မှာချိန်ခဲ့တာကြောင့်အိမ်လိုက် က်ယူခိုင်းနေမယ်။မယ်နီကိုဆွဲလန်းနေပြီဖြစ်တဲ့ဖိုးတော်ကလည်းအိမ်ကိုလိုက်သွားပြီးနမ်းများစားခဲ့ပါရင်အိမ်ပြန်ရောက်တော့တငယ်ချင်းဟောင်းနေတဲ့ဆုံငယ်ကြောင့်မယ်ဥကိုလိန်လိုက်ပါရင်မယ်ဥကဖိုးတော်ရဲ့ဂျာကင်ကနေရင်ဝင်းနဲ့ရပါရင်အိတ်ကက်ထဲကနေမိမဘရာတစ်ခုကိုတွေ့သွားတာကြောင့်ဖိုးတော်လိန်နေဆိုပြီးမိသွားတယ်။ဦးသိန်းကိုလည်းမိမဖြစ်သူကအိမ်ပေါ်ကနှင်ချလိုက်တယ်။ဒေါ်လာကလည်းဦးသိန်းရဲ့လင်းစင်တဲ့ကြောင့်မယ်ဥကိုပြောပြပါရင်ဦးသိန်းကသမီးဖြစ်သူရှာတွေ့တဲ့မယ်နီရဲ့ဘရာကိုမယ်နီစီကိုဖိုးတော်အစားသွားပြန်ပေးလိုက်တယ်။ဦးသိန်းကမိမဖြစ်သူကိုချော့ပေါ်အိတ်လက်လာလေးတစ်လုံးပို့လိုက်ပါရင်ဒေါ်လာကပြောသွားခဲ့ပြီးအိတ်ကိုအကန်ကလမ်းလျှောက်နေခဲ့တယ်။လမ်းမှာအိတ်လူခံရရင်အိတ်ပြန်ရချိန်မှာတော့ကတိုက်သွားခဲ့ပါရင်ဦးသိန်းက ဒေါ်လာကို surprise တိုက်ဖို့ပြင်နေခဲ့တယ်ဒါပေမဲ့ဒေါ်လာကတော့မသိနိုင်ရှာတော့ဘူးဦးသိန်းကအရင်လုံးကောင်မလေးတွေနဲ့ဆိုမတက်ကြတော့ဘဲဝမ်းနဲ့လွမ်းစွန်နေပါတယ်ဘုံလာတန်ကြားပြီးတိုက်နေတဲ့မိဘကိုနားမှာမှားကက်လိုက်တယ်ဒေါ်လာမရှိကြတဲ့ကဦးသိန်းကအပြင်လဲမသွားဘာမှလည်းမလုပ်တဲ့ဖြစ်နေပါတယ်သူလောက်တာတွေကိုဒေါ်လာမသိဘူးထင်ထားခဲ့ပေမဲ့တမိဖြစ်သူစီကသူ့ရဲ့အကြောင်းတွေကိုပြန်ချားရချိန်မှာတော့နောင်နာနေရနေခဲ့တယ်မဲဦးကအဖေဖြစ်သူကိုနှစ်သိမ့်ပေးပါတယ်ဘုံထောင်နဲ့မဲနီကကားထဲမှာလမ်းကြီးတုံစားနေကြတာကိုကလေးတစ်တိုက်ကတွေ့သွားတယ်အစာလုံးပြီးကားကရွေသွားကတပ်မင်းနဲ့တိုက်မိခဲ့ပါတယ်ဆေးပတ်ဒီနဲ့တွေ့တဲ့ဖိုးထောင်ကိုမဲနုကစိုးရင်နေခဲ့တယ်ဖိုးထောင်အလုံးအားချိန်ထဲမှာမဲနီနဲ့သွားတွေ့ပါတယ်စ ဆိုင်မြန်ရောက်တော့တန်းတိစစ်သားနေတယ်ဆိုပြီးမဲဦးကိုလိန်ထားခဲ့ပါတယ်။မဲဦးကဖိုးထောင်ဟာအရင်ကချက်ပိုကောင်းလာကြောင်းဦးသိန်းကိုပြောပြပါတယ်။သူမြောက်ပေးခဲ့လို့လက်လွန်ချက်သွင်းဖြစ်နေတဲ့ဖိုးထောင်ကိုသူ့လိုမျိုးဖြစ်အောင်ဦးသိန်းကသတိပေးလိုက်ပါတယ်။ခရစ်မတ်ညမှာမဲနီကဖိုးထောင်နဲ့လာခိုးတွေ့ပြီးပြုတ်ပြုတ်ပေးခဲ့ကြတယ်။နောက်တစ်နေ့မှာတော့မဲဦးရှိနေတော့မဲနီကဆိုင်ရောက်လာပါတယ်။မဲဦးနဲ့မဲနီစကားတွေပြောနေကြတာကြောင့်ဖိုးထောင်ကစိတ်ပူနေခဲ့ပါတယ်။မဲဦးပြန်ဝင်လာတော့ဖိုးထောင်အတွက်သတင်းကောင်းတစ်ခုပါလာပါတယ်။အဲဒါကတော့မဲနီကိုဇွဲတို့ဖြစ်မဲဦးကလက်ခံခဲ့တာပါ။မဲဦးကဖိုးထောင်ကိုသူမကိုယ်တိုင်မဲနီနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မဲနီနဲ့ဖိုးထောင်ကတော့မသိတဲ့သူတွေလိုဟန်ဆောင်ခဲ့ကြတယ်။မဲဦးကအဖေဖြစ်သူအထီးမကျန်အောင် င်မဲနီနဲ့တူတူနေခိုင်းခဲ့တဲ့ဦးသိန်းနဲ့မဲနီကတစ်ဖွဲ့ဖိုးထောင်နဲ့မဲဦးကတစ်ဖွဲ့တန်းနေရိုက်ကြပါရင်မဲနီနဲ့ဖိုးထောင်ကဦးသိန်းအိမ်မှာအလွမ်းတင်ကြပါရင်မဲနီနဲ့များကျွေးနေတာကိုမဲဦးကတစ်ဖက်ခန်းကနေပြီးတော့လှမ်းမြင်နေရပါတယ်ဒါပေမဲ့ဘသူကိုကျွေးနေလဲဆိုတာမဲဦးကမသိခဲ့ပါဘူးဦးသိန်းအပြင်ကနေပြန်လာချိန်မှာတော့ဖိုးထောင်ကဘရင်ဘောက်ကနေထွက်လာခဲ့ပါတယ်ဦးသိန်းကလည်းသူမသိအောင်ဖောက်ပြန်ခဲ့မှုနဲ့ဒေါ်လာရဲ့လိုအပ်ချက်တွေကိုတီးသွားခဲ့ပြီးစိတ်ထုံနေပါတယ်ဖိုးထောင်ကအိမ်ကိုပြန်အောင်တော့မဲဦးနဲ့ကဲချေးကိုက်နေတာကိုမဲနီကအလန့်တွေ့သွားပြန်ပါတယ်ဖိုးထောင်ကမဲနီကိုနေရာကားတစ်ခုခေါ်သွားပြီးသူနဲ့ကိစ္စကိုအဆုံးသတ်လိုက်ဖို့ပြောပါတယ်သူကိစ္စနဲ့တူလာတဲ့မဲဦးကိုတွေ့တော့မဲနီကလှမ်းခေါ်လိုက်ပါတယ်ဖိုးထောင်ကဇပွဲခေါ်အောင်တဲ့ ဝင်လိုက်ပြီးဘာအစားတောက်မှလာမချဖို့ဇွဲလူတွေကိုလက်ရပြလိုက်ပါတယ်ဖိုးထောင်ကဟိုကွယ်ဒီကွယ်နဲ့ထွက်ပြေးပါတယ်ဦးသိန်းရောက်လာတော့ဝင်ကူညီပေးလိုက်ပါတယ်အချောင်းကမဲနီစီမာကိုဝင်ရှိနေရဲဆိုတာမဲဦးကပြောတာကြောင့်ပါမဲနီအိမ်ပြန်ရောက်တော့ဖိုးထောင်ရဲ့တော်ဂီဒီမှာပြန်လဲအဆင်ပြေသွားကြပါတယ်မဲဦးကလည်းဘိုင်ဒလုံမဲနီကလည်းဘိုင်ဒလုံနဲ့ဖြစ်သွားကြပါတယ်ဦးသိန်းကလေးသမီးကိုပါပေးရတဲ့အပြင်တမက်ဖြစ်သူရဲ့ကလေးကိုပါတာဝန်ယူခဲ့ရပါတယ်လောကမှာဒီလိုရောက်မှမျိုးကခက်ရှားရှားပါဒီလိုအတိုင်ပေါင်းညီနဲ့ရောက်မှမျိုးမလို့ကျင်ကြဘူးလားပြည်သက်ကြည့်လို့ရအစုံကြီးကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ Like